မင်္ဂလာပါဗျ28ရက်ဆယ်လ2025ခုနှစ်မင်္ဂလာမနက်ခင်းဖြစ်ပါတယ်အဒီနေ့28ရက်ပြည်ပြီဆိုတော့နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးချင်းလုပ်ငန်းတွေလည်းစတင်ကြပါပြီပါတီကြီးတွေကတော့တိုက်ဆိုင်တာကတော့2029လို့ခေါ်တဲ့သူတို့ဘက်ကခေါ်တော့စစ်စင်ရေးပေါ့ကျွန်တော်တို့နိုင်ငံတော်ဘက်ကကြည့်ရင်တော့ပြည်တော်စုရဲ့နယ်မြေစိတ်ပိုင်းတွေကိုလက်နက်ကင်ပြီးတော့တိုက်ခိုက်သိမ့်ပိုက်ကြတယ်ဝိုင်းဝန်းတိုက်ခိုက်သိမ့်ပိုက်တိမ့်ယူခဲ့ကြတယ်နှစ်နှစ်ပြည့်ပြီပေါ့မနေ့ကနှစ်နှစ်ပြည့်ခဲ့ပြီပေါ့အဲ့နှစ်နှစ်ပြည့်မှာပဲပြည်တော်စုရဲ့နယ်မြေစိတ်ပိုင်းတွေအားလုံးတက်မတော်က ထိုးစစ်တွေရက်တက်နိုင်ခဲ့ပြီးတော့တနက်ကైဖွဲ့စည်းတွေထိုးစစ်တွေရက်တက်နိုင်ခဲ့ပြီးတော့အဖက်ဖက်မှာပြန်လဲပြီးတော့ပြည်တော်စုရဲ့နယ်မြေအစိတ်ပိုင်းတွေကို counter terrorism လုပ်ပြီးတော့ပြန်လဲတိုက်ခိုက်သိမ်းပိုက်နေတဲ့ကာလနဲ့လျော်ညီတော့တရက်ပဲချပါလေနှစ်နှစ်ပြည့်တရက်ကျော်မှာပဲရွေးကောက်ပွဲစီယုံဟောပြောခွင့်တွေကိုစတင်ပေးလိုက်ပါပြီ။နှံချက်ညီပါလေထို့အတူနိုင်ငံကျော်အမှုပညာရှင်မောင်မြောင်များစွာကလည်းရွေးကောက်ပွဲကိုမဖြစ်မနေဖြတ်တန်းကြော်ဖြတ်ကြဖို့ပညာပေးရုပ်ရှင်ကလည်းထုတ်လွှင့်လာပါပြီ။ဒါကြောင့် ဒီနေရာလေးမှာကျွန်တော်တို့တွေ့ရှိရတာတော့အနာဂတ်ကောင်းမဲ့နိုင်ငံတော်တစ်ကိုဥတီလာပါပြီ။ဒါကြောင့်မလို့ရွေးကောက်ပွဲမှာမိမိတို့ချန်နေတဲ့ပါတီကိုမဲပေးရွေးချက်ခြင်းဖြင့်ဒီမိုကရေစီစနစ်ကိုသွားကြပါ။အဲ့လိုသွားခြင်းဖြင့်ဘာဖြစ်မလဲရွေးကောက်ပွဲကိုဖျက်သိမ်းပြီးလက်ရှိကြုံတွေ့နေရတာလေကြုံတွေ့နေကြရတဲ့ကိုယ်စိနှုတ်ကြီးမြင့်မှုတွေအုတ်ချုပ်မှုတရားဥပဒေစိုးမိုးမှုမမှန်ကန်မှုတွေနောက်ပြီးအရင်စိတ်ပူနေကြတဲ့ပြည်သူစစ်မှုထမ်းကိစ္စတွေပါအထိုက်လျောက်80ရာခိုင်နှုန်းလောက်ကျော်ကျသွားပါမယ်။အားလုံးအဆင်ပြေသွားပါလိမ့်မယ်နော်။ဒါကြောင့် နိုင်ငံရေးပါတီကြီးတွေကတော့အင်းနဲ့အားနဲ့စီယုံကြတာပေါ့ပါတီငယ်တွေကလည်းသူတို့တက်နိုင်တယ်သူတို့တက်ဆွမ်းသမျှနေနေနဲ့စီယုံကြမယ်ဘယ်လိုနေနဲ့ပဲစီယုံစီယုံ national interest ဖြစ် interest ဖြစ်တော့အမျိုးသားကျိုးစည်းဝါးဒီရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်ဖို့ရွေးကောက်ခံရတားဆွေရပေါ်လာဖို့ဖြစ်တယ်ဒါဒီနိုင်ငံသားအလုံးဝိုင်းဝန်းတွန်းပေးရမယ်ပါဝင်ကူညီပေးရမယ်အခိုက်အတန့်ကာလဖြစ်ပါတယ်ကောင်းမွန်တဲ့နာကတ်ကကျွန်တော်တို့ကိုကြိုးနေပါပြီကျွန်တော်တို့ဒီကာလတစ်ခုမှာပြင်းထန်စွာခံစားခဲ့ရတဲ့အချက်အသေးတွေကိုကျွန်တော်တို့ ကျော်ဖြတ်နိုင်တော့ပါပါဒါလေးကိုတော့ကျွန်တော်ဥစွာအနေနဲ့ပြောခြင်းပါတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံဟာပြည်တော်စုရဲ့နယ်မြေစိတ်ပိုင်းတွေဟာဒီလိုလက်နက်ကင်တက်ခိုက်သိမ်းပိုက်လို့မရပါဘူးနိုင်ငံတော်ဟာနိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ရှင်းမှရပါတယ်ဒါကြောင့်နိုင်ငံရေးနည်းကိုပဲနိုင်ငံတော်အစိုးရကလမ်းဖွင့်ပေးထားတာဖြစ်ပါတယ်ယူသားစွာနဲ့နိုင်ငံရေးပါတီတွေသူ့အချိန်နဲ့တပြေးညီပေါ့ပါတီမှတ်ပုံတင်ချိန်မှာပါတီမှတ်ပုံတင်မှာနော်ပါတီရုံးခန်းဖွင့်ချိန်မှာရုံးခန်းဖွင့်မှာပါတီဝင်အရာတွေတင်ပြတင်ပြရမယ့်အချိန်မှာတင်ပြပါ လွတ်တော်ကိုလည်းဒီလောင်းနေလျှောက်ထားမဲ့ချိန်မှာလျှောက်ထားပါအရင်ချင်းပြစ်မိတော့လျှောက်ထားပါသူအစင့်စင့်စင်ကဲစင်ကဲနိုင်ငံရေးဖြစ်စဉ်တွေကိုတွားတာဖြစ်ပါဒါကြောင့်မလို့စင်ကဲစင်ကဲသောနိုင်ငံရေးဖြစ်စဉ်တွေမှာပါဝင်မလာဘူးဥပဒေနဲ့အကျုံးမဝင်ဘူးဆိုရင်တော့ဒါနိုင်ငံရေးပါတီတွေလည်းနိုင်ငံရေးပါတီများရဲ့ဥပဒေရလုတ်တာဖြစ်ပါတယ်ဒါကြောင့်မလို့နှိမ့်ချုပ်ပြောရရင်တော့လက်ရှိကာလမှာတော့နော်ချက်တဲတွေရှိတာပေါ့အဲ့ဒီချက်တဲတွေကိုလုံမြောက်ဖို့ကကျွန်တော်တို့ရွေးကောက်ပွဲနဲ့ထွက်မှရမှာဖြစ်ပါတယ် ဒါကြောင့်မို့ကြိုက်တဲ့ပါတီကိုထဲကြိုက်တဲ့လူကိုရွေးကြိုက်တဲ့ပုံကိုရွေးပြီးတော့ကျွန်တော်တို့ကြိုးစောက်နေတဲ့ကောင်းမွန်တဲ့အနာဂတ်တစ်ခုဖန်တီးနိုင်ဖို့ကျွန်တော်တို့ရွေးကောက်ပွဲရနေပြီးတော့ရက်သားဆွေးရတယ်ရက်သားလှုပ်တော်တွေစီသွားကြပါဆိုလို့ပြောလိုပါတယ်ဒီဗီဒီယိုဖန်လေးမှာတော့အတွေးမြင်ပေါ့နိုင်ငံရေးအတွေးမြင်လေးကိုကျွန်တော်မျှဝေချင်တာပါဘာအတွေးမြင်လဲဆိုကျွန်တော်တို့ဒီခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ရွေးကောက်ပွဲပညာပေးဆက်လန်းလေးထွက်လာပြီးနောက်သူကအဲ့မှာနဂရိဗျူကနေကြည့်ပြီးဝေဖန်တဲ့လူတွေရဲ့စိတ်သက်ရည်သွေးတွေပေါ့ ဒါတွေကိုကျွန်တော်သွားတွေ့ရလို့အဲ့ဒါတွေကဘာလဲဆိုသူတို့ရဲ့ဆန္ဒကဘာလဲဆိုသူတို့ဆိုးတယ်ပြသူတို့စိတ်စည်စနာတွေကမြန်မာနိုင်ငံမှာသူတို့ကတပ်မတော်မရှိသေးခြင်းတပ်မတော်ကိုအပြက်တရားမှမရှိသေးခြင်းတပ်မတော်မရှိသေးခြင်းတပ်မတော်ကိုအပြုတ်တိုက်မယ်အပြောင်းရှင်းမယ်ပြီးရင်တပ်မတော်သားမိသားစုဝင်တွေကိုတတ်မယ်မရှိသေးခြင်းအခုတည်ဆဲနိုင်ငံတော်တာဝန်ထမ်းဆောင်နေတယ်သူတို့အာဏာရရင်နိုင်ငံဝန်ထမ်းတွေကိုအကုန်လုံးလဲရှင်းမယ်စည်ရင်းရှင်းမယ်တတ်ပြစ်မယ်ပေါ့ဗျာသူတို့ကအချားပါတီဝင်တွေကျွန်တော်တို့အခုပြောနေတဲ့လူတွေလို့တက်မတော်ထောက်ခံတဲ့လူတွေလို့ရွေးကောက်ပွဲထောက်ခံတဲ့လူတွေကိုလည်းအကုန်တတ်ပြစ်မယ် အကုန်စင်းရှင်းပြင်မယ်နောက်ပြီးတော့ USDB ပေါ့အကြမ်းဖက်ပါတီရဲ့လူတွေကိုလည်းသူတို့ကအကုန်တတ်ပြင်မယ်ဘယ်ပါတီဝင်တွေအကုန်တတ်ပြင်မယ်တော့သူတက်မတော်နဲ့တက်မတော်သားမိသားစုဝင်တွေကိုလည်းတတ်မယ်နိုင်ငံရေးပါတီဒီအကုန်လုံးကိုလည်းပါတီဝင်တွေနဲ့အဲ့ပါတီထောက်ကနေသူတွေလည်းတတ်မယ်အခုအမှုပညာရှင်တက်ပညာရှင်တွေအကုန်လုံးကိုလည်းတတ်မယ်တိကျနိုင်ငံဝင်ထမ်းဆောင်နေတဲ့တာဝန်ထမ်းဆောင်နေတဲ့လူတွေကိုတတ်မယ်ယဟန်တန်ကာတွေကိုလည်းသူတို့ကိုမထောက်ခံတဲ့ဘုံကြီးတွေဆိုရင်တတ်မယ်ဆိုဟာ သူတို့ကဘာဘာလဲတာဆိုဒီမိုကရေစီဒီဗီဒီယိုပိုင်းကခင်ဗျဖြစ်နေကျွန်တော်အင်္ဂလိပ်လိုပြောပြီးတော့နိုင်ငံတကာသိအောင်နိုင်ငံတကာထောက်ခံနေတဲ့မီဒီယာတွေနိုင်ငံကြီးတွေကိုပြောခြင်းတယ်အဲ့လိုအယူဝါဒတွေနဲ့အဲ့ဒီလိုစွဲနေတဲ့လူတွေဟာဒီမိုကရေစီလားအဲ့ဒီလိုဒီမိုကရေစီမျိုးကရောကမ္ဘာနိုင်ငံအသီးသီးမှာရှိရလားမတူကွဲပြားခြင်းကိုလက်ခံတယ်မတူကွဲပြားခြင်းကိုလက်ခံတယ်ဒါပေမဲ့ဒီလောက်ကြီးဒီလောက်ကြီးစိုးရုပ်တဲ့အတွေးအကြံတွေကိုတော့ခင်ဗျားတို့ မြန်မာနိုင်ငံကလူတွေရောနိုင်ငံတကာအတိုင်းအဝန်ကလူတွေရောဒါတွေတော့တိဖို့လူတွေပြသူတို့ကအခုဖြစ်နေတာကဒီမိုကရေစီလိုချင်တဲ့ဒီမိုကရေစီကြောင့်တွင်တွင်ပြောတယ်ရွေးကောက်ပွဲမလုံးနေတဲ့ဒီမိုကရေစီလဲလိုချင်သေးတဲ့ရွေးကောက်ပွဲမလုံးချင်ဘယ်လိုဒီမိုကရေစီနဲ့တွားကြမှာလဲဗျနောက်တစ်ချက်ကအဲ့လိုတက်မတော်ကိုလည်းအကုန်အပြုတ်တိုက်ပြောင်းရှင်းမယ်တက်မတော်သားတက်မတော်သားတွေအကုန်တက်မယ်တက်မတော်စစ်မှုထမ်းဟောင်းတွေတက်မယ်တက်မတော်သားမိသားစုတွေတက်မယ်ကြက်ခိုင်ပါတီဝင်တွေအားလုံးတက်မယ်အခြားနိုင်ငံရေးပါတီဝင်အားလုံးတက်မယ်တက်မတော်ထောက်ခံတဲ့သူအကုန်လုံးတက်မယ်ရွေးကောက်ပွဲထောက်ခံတဲ့သူအကုန်လုံးတက်မယ်ရရှိတာဝန်ထမ်းဆောင်နေတဲ့နန်စီဒီယန်ဆက်ဝန်ထမ်းအားလုံးကိုတက်မယ်ဖြစ်မယ် ယဟန်တန်ကတွေလည်းသူတို့မထောက်ခံရင်တတ်မယ်ဆိုဘာလဲဒါဒီမိုကရေစီလားဘာလဲဘလို့ဝါဘာကိုလိုချင်နေတာလဲအဲ့ဒါကိုနိုင်ငံတကာအဝင်းဝိုင်းနဲ့နိုင်ငံတကာလူမှုအသံကွင်းတွေဘာကိုထောက်ခံနေတာလဲပြောချင်တာအဲ့တော့သူတို့ကစကားတလုံးကိုပြန်ပြီးတော့ပြောတယ်ဗျအဲ့တော့ဘုံထောင်တာကတဲ့ဘုံထောင်တဲ့ဒီမိုကရေစီမဟုတ်ဘူးဆိုလို့ရှိရင်လေရင်နဲ့ဘုံကျဲနေတာဟောဆိုလေရင်အเจ้าမဲ့ဘုံကျဲနေတာမဟုတ်ဘူး ပြည်တော်စုရဲ့နယ်မြေစိတ်ပိုင်းတွေကိုခင်ဗျကျူးကျော်တက်ခိုက်တိုင်းမရှိဘယ်လင်းရင်းမှလည်းမကျေဘူးဘာမှလည်းစစ်ဆုံးဖြစ်မတတ်မှာဘူးအေးအေးချမ်းချမ်းနေလို့ပြည်သူကပြည်သူလို့နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေအောက်မှာလေးစားလိုက်နိုင်ရင်ဘာမှဘုံကျဲစရာလည်းမလိုဘူးဘာမှထိုးစစ်ဆင်စရာလည်းမလိုဘူးဗျဒါတွေတော့သိဖို့လိုတယ်ဒါကြောင့်မလို့စိတ်သက်တည်ပြုပြင်မှကောင်းလိမ့်မယ်လို့ထင်တယ်ဗျဒါလေးကိုပြောတင်လို့ပြောတာပါအားလုံးကျေးဇူးတင်ပါတယ်တတိတမစင်ညာနဲ့ဆင်ခြင်နိုင်ကြပါသည်ခင်ဗျာ